အခုတလောမှာဖြစ်ပွားနေတဲ့ကိုဗစ်မျိုးစိတ်အသစ်တစ်ခုဖြစ်တဲ့ဒီ HCC နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားဖို့လိုလဲ။နောက်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။ဒါကိုတရားသိကျင်နေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။အားလုံးဝမင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်။အော်ဒီနေ့မှာကျွန်တော်ကကိုဗစ်မျိုးစိတ်အသစ်ဖြစ်တဲ့ HCC နဲ့ပတ်သက်ပြီးတော့တင်းတင်းသီးတိုက်တဲ့အချက်တွေကာကွယ်ရမယ့်နည်းလမ်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ဒီ HCC မျိုးစိတ်ကဒီကိုဗစ်ပိုးတွေ စင်ကဲစင်ကဲမျူတေးရှင်းဖြစ်ပြီးတော့ဖြစ်ပေါ်လာတဲ့မျိုးစိတ်အသစ်တစ်ခုဖြစ်ပါတယ်။ Omicron ကနေပြီးတော့ဒါဖြစ်ပေါ်လာတဲ့နောက်ထပ်မျိုးစိတ်အသစ် ACC ပဲဖြစ်ပါတယ်။အဲ့တော့ COVID-19 ဆိုတာကသူကမျူတေးရှင်းဖြစ်တဲ့သဘောရှိပါတယ်။အမျူတေးရှင်းဆိုတာကအလွယ်ပြောရမယ်ဆိုလို့ရှိရင်ဗီဇတွေပြောင်းပြီးတော့နောက်ထပ်ပိုးအသစ်တွေကိုပြောင်းပြီးတော့မွေးထုတ်လိုက်တာဖြစ်ပါတယ်။အဲ့လိုနဲ့လူတွေကိုဒုက္ခပေးတာဖြစ်ပါတယ်။အဲ့တော့ရှေ့မှာဆိုလို့ရှိရင် Omicron လူတိုင်းသိကြတယ်။နောက် Delta ပြီးလို့ရှိရင်တခြားမျိုးစိတ်တွေလည်းရှိပါတယ်အခုလက်တလုံးမှာဆိုလို့ရှိရင်လည်းဒီ HEC မျိုးစိတ်မှမဟုတ်ပါဘူးတခြားတက်နေနေတဲ့မျိုးစိတ်တွေလည်းရှိပါတယ်ဒါပေမဲ့ဒီ HEC ကကြတော့လက်တလုံးမှာနာမည်ကြီးနေရရဲ့တခုကကူးဆက်မြန်နာရဲ့ကြောင့်ကျွန်တော်ကဒီနေ့မှပြပြပေးတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီ HCC မျိုးစိတ်ကိုဗစ်ပိုကူးစက်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲဒါတော့ကျွန်တော်အရင်ဆုံးပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကိုဗစ်ပိုရဲ့အထုံးစံအတိုင်းပဲဖျားမယ်ပြီးလို့ရှိရင်နှာစီးမယ်နှာရီယိုမယ် ချောင်းဆိုးမယ်အပြီးလို့ရှိရင်လက်ချောင်းနာမယ်အပြီးတဲ့အခါမှာတချို့တွေမှာဆိုလို့ရှိရင်ဝမ်းရှော့တာဖြစ်နိုင်တယ်နှုံးမယ်ပြုတ်မယ်အံ့မယ်မစားခြင်းဘူးဒါမျိုးတွေဖြစ်နိုင်တယ်အတခါတလေမှာတော့အနံ့ရောက်တာနဲ့တွဲပြီးတော့လာနိုင်တယ်ဒါကတော့ဒီ ACC မျိုးစိတ်ကူးဆက်ခံရပြီဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီပိုးကဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်ပြောကြတာကယာတီတုတ်ကွေးထက်ကို ရာသီတကွေးထက်ကိုကူးစက်မှုနှုန်းပို့ပြီးတော့မြန်ပါတယ်ခုနဆလောက်ပို့ပြီးတော့မြန်ပါတယ်အဲ့တော့ကူးစက်မှုနှုန်းမြန်တယ်ဆိုပေမဲ့လူတွေထိတ်လန့်ရအောင်အောင်အလန့်တကြားဖြစ်ရအောင်တော့ဒါဆူဆူဝါးအတိအပြောက်အများအပြားဖြစ်စေတဲ့ဘိုးတော့မဟုတ်ပါဘူးเนาะအဲ့တော့အတိအပြောက်ကတော့နေပါတယ်အဲ့လက်တလုံးထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ကူးစက်တဲ့နှုန်းကဒီနှစ်သိန်းကျော်ကျော်လောက်ရှိနေပြီဒါပေမဲ့အတိအပြောက်ကအဲ၁၀ခန်းမှရှိတယ်ပေါ့เนาะအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကူးစက်မှုနှုန်းကတော့အယမ်းမြန်တယ် ရာသီတကွေးထက်ကို9ဆလောက်မြန်တယ်ဒါပေမဲ့အတိပြောက်ကတော့နည်းပါတယ်အဲ့ဒါဆိုလို့ရှိရင်ဆရာရဲ့မတော်ကဒီတိုင်းမှနေရမှာလားအဲ့တော့ပေါ့ပေါ့ဆဆနေလို့ရလားအဲ့တော့ပေါ့ပေါ့ဆဆနေလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုဗစ်ပိုးဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကိုကပုံမှန်တက်မတန်ဆွမ်းတဲ့လူငယ်တယောက်ဖြစ်မယ်ကာဝယ်ဆေးထိုးရတယ်ဆိုလို့ရှိရင်တော့အပြစ်တနာမရှိဘူးပေါ့အချိန်တန်ရင်အများကြီးပြန်ကောင်းသွားတာများတယ်ဒါပေမဲ့ဒါပေမဲ့အဲကို့မှာယောဂအခန်းတစ်ခုခုရှိမယ် ီးတော့အခုကျွန်တော်ပြောပြမယ့်အချက်တွေ ਨੇ အကညီနေရဆိုလို့ရှင်တော့သတိထားဖို့လိုအပ်ပါတယ်နော်ကိုဗစ်ပိုးဖြစ်တဲ့အတွက်ကြောင့်သတိထားဖို့လိုအပ်ပါတယ်အဲ့တော့ဘယ်လိုလူတွေကသတိထားဖို့လိုအပ်လဲကို့မှာနာနာရှည်ယောဂအခန်းတစ်ခုခုရှိတယ်အဲ့ယောဂကိုတခြားမထိန်းနိုင်ဘူးအဥမာအဖြစ်စီဂျိုယောဂရှိနေတယ်စီဂျိုကိုတခြားမထိန်းနိုင်တဲ့အခါမှာပဲဖြစ်ပါတယ်ဒီလိုလူတွေအတွက်ကတော့အနေရရှိနိုင်ပါတယ်ဒါပြင်ဥမာကိုကဒီသွေးတိုးယောဂရှိနေတယ်သွေးတိုးကိုတခြားမထိန်းဘူးသွေးတိုးတွေသွေးပေါင်တွေအမြဲတက်နေတယ် အဲချင်းလိုက်တိုင်းမှာ200 250ဖြစ်နေကြလူတွေကတော့တတိထားဖို့လိုအပ်ပါတယ်။အဲဒါပြင်ဥမာကြောက်ကမကောင်းဘူးကြောက်ကစီးနေရတဲ့လူတွေအနေနဲ့လည်းတတိထားဖို့လိုအပ်ပါတယ်။အနေရရှိနိုင်ပါတယ်။ပြီးတဲ့အခါမှာဒီအဆုတ်ပြက်စီးနေတဲ့လူတွေအဆုတ်မကောင်းတဲ့လူတွေနာတာရှိအဆုတ်ပွားရောဂါဖြစ်နေတဲ့လူတွေနောက်တစ်ခုကဒီ TB ဖြစ်နေတဲ့လူတွေဒီလိုလူတွေကလည်းပဲတတိထားဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာအသက်ကြီးတဲ့လူတွေဖိုးဖွားတွေနောက်တစ်ခုကဒီကလေးငယ်တွေဒီမွေးရပါရောဂါတစ်ခုရှိတဲ့ ကလေးငယ်တွေဒီလိုကလေးငယ်တွေကလည်းပဲတတိထားဖို့လိုအပ်ပါတယ်เนาะဒီလိုလူတွေတဲမှာကိုကပါနေတယ်ဆိုလို့ရှင်เนาะလုံးဝပေါ်ဆလို့မရပါဘူးเนาะတေချာကယူဆိုင်ဖို့အလိုအပ်ပါတယ်ဟုတ်ပြီအဲ့တော့အဒီယောဂဖြစ်ပြီဆိုလို့ရှင်ခုနကျွန်တော်ပြောတဲ့ဒီပိုးကူးဆက်ပြီဆိုလို့ရှင်ခုနပြောလက္ခဏာတွေဖြစ်လာတယ်ပေါ့เนาะအဲ့တော့အဲ့ဒီလက္ခဏာတွေအပြင်ကမှအခုကျွန်တော်ထပ်ပြောမယ်လက္ခဏာတွေဖြစ်လာပြီဆိုလို့ရှင်เนาะအနေရှိပါတယ်အဲ့တော့ဘယ်လိုလက္ခဏာတွေလဲဆိုရင်အရန်မောလာမယ်အဲ့ဒါအောက်ဆီဂျင်ကျတဲ့လက္ခဏာဖြစ်ပါတယ် ပြီးလို့ရှိရင်အသက်ရှင်ရှူရှူမီမယ်မိရင်ဘတ်တွေအောင့်မယ်အနှခမ်းတွေပြလာမယ်လက်လျှောက်တိုင်းမှာမောနေမယ်အဲဒီလိုမျိုးလက္ခဏာတွေပြနေပြီကိုကဖျားလဲဖျားနေပြီဆိုလို့ရှိရင်တော့အန္တရာယ်ရှိပါတယ်စိတ်ရုံတက်ကိုလုံနိုင်ပါတယ်နော်အာအောက်ဆီဂျင်ပေးရတာရှိနိုင်တယ်ပိုးသစ်ထိုးရတာဖြစ်နိုင်တယ်နောက်တစ်ခုကဒီစတီရိုက်ဆေးတွေနောက်တစ်ခုကဒီခန္ဓာကိုယ်မှာကိုဗစ်ကိုတိချာကုသတဲ့ဆေးတွေနော်သွေးကြဲဆေးတွေဒါမျိုးတွေတောင်းရတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်အဒီလိုလက္ခဏာတွေပေါ်ပြီဆိုလို့ရှိရင်တော့စိတ်ရုံစေကံချက်ချင်းပြဖို့ လိုအပ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒါသတိထားမဲ့လူတွေယောဂလက္ခဏာတွေနောက်အရေးကြီးတဲ့လက္ခဏာတွေဒါတွေကိုပြပြပေးသွားတာဖြစ်ပါတယ်။အဲ့တော့နောက်ဆုံးအနေနဲ့ကကြတော့ဒီ HEC မျိုးစိတ်အစ်စ်ကိုကျွန်တော်မကူးဆက်အောင်ဘယ်လိုကာဝယ်ကြမလဲပေါ့နော်။အဲ့တော့ဒါသည်ရှေ့မှာကျွန်တော်တို့ COVID ကာကွယ်တဲ့နည်းလမ်းတွေအတိုင်းပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ mask တပ်ဖို့လိုအပ်ပါတယ်။အဲ့တော့အပြင်သွားတိုင်းမှာ mask တပ်ပါ။ပြီးလို့ရှိရင် mask ကိုတေချာစနစ်တကျတပ်ပါ။ဒါကပထမအချက်ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကကြာတော့လူစုလူဝေးကိုရှာမှုပဲဖြစ်ပါတယ်အဲ့တော့အခုချိန်မှဆိုရင်ကူးဆက်မှုကမြန်နေတယ်အဲ့တော့တနင်္လာနေ့လူစုလူဝေးမသွားဘူးသွားပြီဆိုလို့ရှိရင်လည်း master man ခက်ခွာခွာနေမယ်အဲတကယ်လို့ကိုကဟောပြတဲ့ဆိုရင်တနင်္လာနေ့6ပေလောက်ခွာပြီးတော့ဒါနေဖို့လိုအပ်ပါတယ်နော်ဒါဒုတိယအချက်ဖြစ်ပါတယ်အဲ့တော့နောက်ထပ်အချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့မလုပ်ဖို့လိုလဲဆိုရင်ခန္ဓာကိုယ်မှာခုဟာအစနစ်ကကောင်းမွန်နေဖို့လေလိုအပ်ပါတယ်အဲ့တော့ဟုတ်ပြီ အခုကအစနစ်ကောင်းပုံမှာတက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လောက်ရမလဲဆိုလို့ရှိရင်အားရှိအောင်စားဖို့လိုအပ်တယ်အဲ့တော့အသားစားမယ်ဟင်းသီးဟင်းပြတ်စားမယ်အပြီးလို့ရှိရင် ကစည်တက်ပါဝင်တဲ့အစားအစာတွေဖြစ်တဲ့ထမင်းကစွန်းဥအားလို့ဓာတ်တွေကိုအတင်းတင်းစားမယ်အပြီးလို့ရှိရင်ကျွန်တော်တို့အစီအိုလျှော့စားမယ်ငငယ်တွေလျှော့စားမယ်ချုံမုတ်တွေလျှော့စားမယ်အဲ့တော့အသီးပဲများများစားရမယ်အသားများများစားရမယ်ပေါ့နော်အဲ့ဒါတွေလုပ်ပြီးမှဆိုလို့ရှိရင်ကိုခါးစနစ်ကိုကောင်းမွန်မှုအတွက်အထောက်အပံ့ပြုမှဖြစ်ပါတယ်ဒါပြင်အောင်မှအေးအေးဝါးဝါးအိတ်တာကလည်းပဲ ခွင့်အားစနစ်ကောင်းမွန်မှုအတွက်အထောက်အကူပြုပါတယ်။ပြီးတော့ဒီစိတ်ဖိစီးမှုကိုဝေးအောင်နေတာကလည်းခွင့်အားစနစ်ကောင်းမွန်မှုအတွက်အများကြီးအထောက်အကူပြုပါတယ်နော်။ဟုတ်ပြီအဲ့တော့ဒါကတော့အဲကာဝန်တိုင်းရဲ့နည်းလမ်းဖြစ်ပါတယ်။ဒါအပြင်မှာအရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့လက်ဆေးတဲ့ဟာနော်။ကိုကအပြင်သွားပြီးပြန်လာတိုင်းမှာလက်ဆေးမှုလိုအပ်ပါတယ်။လက်ကိုစက်ပြာနဲ့ရေနဲ့သေချစနစ်တကျအနည်းဆုံးစက္ကန့်20လောက်စက္ကန့်20လောက်ဆေးဖို့လိုအပ်ပါတယ်နော်။ဟုတ်ပြီဒီလို့ ဆက်ပြနေရှိနေမဆေးပြဘူးဆိုလို့ရှိရင်လည်းဟန်းချေเนาะပိုးသက်ဆေးပါတဲ့ဟန်းချေကိုသုံးသင့်ပါတယ်အဲ့တော့ကိုကအပြင်သွားပြီးတိုင်းမှာလက်ဆေးမယ်ဟန်းချေသုံးမယ်အပြင်မှာတခုခုကိုကင်ပြီးလိုက်တိုင်းမှာဟန်းချေနဲ့လက်ကိုသေချာဆေးဖို့လိုအပ်ပါတယ်เนาะအဲ့တော့ဥမာအဖြစ်ကိုကတကားလက်ကင်နေကင်မယ်ဒလစ်ကစီးတဲ့အခါမှာဒလစ်ကခလုတ်တွေနောက်တစ်ခုကစပွဲတွေကလတ်ထိုင်တွေဒါတွေကင်မယ်ဒါလေးဖြစ်မယ်ဆိုလို့ထိမိမယ်ဆိုလို့ရှိရင်ဒါဟန်းချက်နဲ့ဆေးဖို့လိုအပ်ပါတယ်နောက်တစ်ခုက လက်ကိုစက်ပြာနဲ့ရည်နဲ့တေချာဆေးဖို့လိုအပ်ပါတယ်เนาะဟုတ်ပြီအဲ့တော့နောက်ဆုံးအချက်အနေနဲ့ဘလို့နီးလက်နဲ့ရောကာဝယ်နိုင်သေးလဲအဲ့တော့အားလုံးသိချင်နေကြတယ်ကာဝယ်ဆေးထိုးတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဆရာအာဒါကမျိုးစိတ်အသစ်ဆိုတော့ကာဝယ်ဆေးရောကျွန်တော်တို့အသစ်ထိုးရမှာလားအဲ့တော့လက်တလောမှာကျွန်တော်တို့ထွက်ပေါ်ထားတဲ့2024 2025ကိုဗစ်ကာဝယ်ဆေးတွေက XEC မျိုးစိတ်အသစ်ကိုကာဝယ်နိုင်စမ်းရှိရလို့ဆိုပါတယ်အဲ့တော့ကိုကတကယ်လို့တစ်ခါမှမထိုးထားရသေးဘူးဆိုလို့ရှင်ကိုဗစ်ကာဝယ်ဆေး ထိုးထားပါတကယ်လို့ထိုးထားပြီးပြီ booster dose ကိုထိုးဖို့ကြံ့နေသေးတယ်ဆိုလို့ရှိရင်လည်း booster dose ကိုထပ်ပြီးတော့ထိုးပါလို့ပြောချင်ပါတယ်နော်ကိုဗစ်ကာဗယ်ဆေးထိုးခြင်းအဖြစ်ကျွန်တော်တို့ကကိုဗစ်ကိုမဖြစ်ပွားအောင်ကာဝယ်ပေးတယ်တကယ်လို့ဖြစ်ပွားလာပြီဆိုလို့ရှိရင်လည်းဆူဆူဝါမဖြစ်အောင်ကာဝယ်ပေးတယ်အောက်ဆီဂျင်တွေကျတာနော်ဒီအဆုတ်ပြက်စီးတာဒါတွေမဖြစ်အောင်ကိုဗစ်ကာဝယ်ဆေးက ကာဝယ်ပြီးမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ကိုကမထိုးထားရသေးဘူး booster dose ကိုမထိုးရသေးဘူးဆိုလို့ရှိရင် covid ကာဝယ်စီထိုးပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီကုန်ချုံပြရစေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်